Happy anniversary ပါမောင်။ဘောက်တဲ့မြရရဲ့လက်ဆောင်။ဘောအနန်းလေးရလက်ဆောင်နေအောင်မယ်နော်။ဘုံရပြရဲ့လက်ဆောင်။မာတခြားတယောက်ကိုပြရဲဆိုမှာတော့ဘောင်အလေးထားလို့ပေါ့။ဘောင်အလေးထားတဲ့သူဘောင်ချစ်တဲ့ခင်တဲ့သူဆိုရင်ဘောရအလုပ်လို့ချစ်ပြီးသားပါ။ချစ်တဲ့အချစ်ကဘာလဲလို့မေးလိုက်။ဘောင်စိတ်ချမ်းသာစေချင်နေဆို။ စကားတခုမရှိပါရဲ့မောင်ရယ်ခေါအောင်နိုင်သူစိတ်ကောက်တာပေါ့အောင်ရယ်ဖြူပြမှုရာဆိုတာမာယာများတယ်လို့စကြတာအောင်ကလည်းရှိုးလိုက်တာအောင်တို့တကယ်ချင်းနဲ့အားလုံးမွေးလူလူငယ်ဘဝရေကွန်ချွတ်ပြီလူကြီးဘဝရေကွန်နဲ့နေရတော့မယ်အဲ့လိုမျိုးမျိုးနဲ့ငါဘယ်လိုခေးဆက်သွားမလဲခိုင် 嗯。Mm?

ခန္ဓာကိုယ်ရဲ့ပင်မမှုတောင်းမဆင်ပါရဲ့နှလုံးကခံနိုင်မှာမဟုတ်ဘူးကလေးမယူပါနဲ့လို့ကျွန်တော်တော့တားမြစ်ချင်တယ်ဘွယ်အင်ရအမီးရဲ့ခင်ဗျကိုသိန်းစုတဲ့ကျွန်တော်တို့မစုံဘူးနော်ခင်ဗျာကြည့်ရပါလားလောက်တာလဲမနှက်ပြန်လို့တတိတာပေးတာ ှင်တို့လိုသခင်ကြီးတို့ရဲ့ထမင်းဝါရစီဦးထောက်ဖို့ပဲကုန်ရှိရမဟုတ်ကျမတို့လိုမပြီးတုစရာသူကုန်ရှိကျုပ်တို့ကစီးရဲပေမဲ့အဲ့ဒီမျိုးစားတွေမှာကျုပ်တို့မပါဘူးမန်နတ်ဆိုတာလက်ဆယ်ချောင်းရှိတယ်သူအလိုမကြဘူးဆိုရင်ပြဖြစ်သွားမယ်ပြရ ေငါလက်ကဘယ်တော့မှမလွတ်ဘူးတယောက်သူကကျေရုပ်အရှုပ်တရုပ်လုံးသူနဲ့အတူအပြင်းပြေကစားသူခိုင်းလာလို့သူသွားလေရခေါ်သွားဘူးကျေရုပ်ကဝယ်ခဲ့တာဒီနေမဲ့လှုပ်ချင်တာလှုပ်နေရာငါရဲ့အရှုပ်ပဲဒီမခံနိုင်တော့လောကဒီမခံနိုင်တော့ 85မိနစ်နောက်ကြတယ်နော်။ဟန်နီ။တခုမှလေဘာတော့။ No ။ရှင်နောက်တာလား။မနောက်ဘူးခင်ဗျာ။ကျွန်တော်တကယ်ပြောတာ။ကျွန်တော်ကကော်ဖီတွေပါတယ်မကြိုက်ဘူး။ No no ပဲကြိုက်တယ်။ညီလေး No no ပြည့်ပြည့်လေးတခါ။ကျွန်တော်ကတော့ no ပါ no ပဲဗျာ။ ွားတော့အားရှိတယ်အသားရလှတယ်။ရှင်လို့တရားဟောဖို့ခေါ်တာမဟုတ်ဘူး။ဘာလဲ။ဘာကြည့်ရလဲ။ဘာပြောမလဲလို့စောင့်နေရ။ဟုတ်တယ်။ရှင်အလုပ်ကိစ္စပြောမလို့။ဘာအလုပ်လို့ရှင်ထင်လဲ။ခင်ဗျားရဲ့ fashion ဆိုင်အတွက် model လုပ်ပေးပါမလား။ No. တခါတခါမှသိညွန့်ညံ့ပြီ။တခါတခါမှရက်ဆက်တတ်တယ်။အဲ့ဒါလည်းဟုတ်တယ်။တခါတော့ကတနာလို့အိမ်မှာခုံမွေးထားတဲ့ကြောင်လေး။ခေါင်းအုံးပေါ်တက်အိတ်လို့ဆိုပြီးနှာနှုတ်ရိုက်ထည့်လိုက်တာ။တခါလေးသိသွားတယ်။ပြီးတော့ချင်အောင်ဆောင်ခဲ့တာပါလို့ အဲ့ဒါသာရှိရှိပြောလိုက်စမ်းဘုဘူးတိုင်ခါရပြီထင်တယ်ပြေးတော့ပြေးတော့ကျော်တော့မင်းမကျော်ပါလုံးဝမလာဟင်းဆက်မလိုက်ဟာမိမလိုလို့ရတယ်အဲ့ငါတောက်တဲ့ဆေးတွေတောက်တော့ကျုပ်ကိုယ်နဲ့ဆေးဖို့ပေးမှာကျုပ်တိုက်တဲ့ဆေးကိုပဲတောက်ရမှာဟာတင်းကြီးတင်းအောင်မလာနဲ့လို့ပြောထားမှမဟုတ်လားမပေါ့စာတင်းကြီးမအောင်ဘာလို့ရန်သူကြီးလို့ဆက်ဆံနေရရလဲနင်ကြားတဲ့အတိုင်းပဲလေငါကောက်ပါလိုက်မှာလားစိတ်ရှိတိုင်းလှုပ်လိုက်ရအကုန်တေးကုန်တော့ ေတိုက်ခတ်တော်သလိုဒိန်ဒီဘောလန်ရှောင်းရသလိုရှိလာတဲ့ညအိမ်မက်လို့တဏှာဤလိုမင်းနဲ့တွေ့ခြင်းဆိုမခေါ်ဘဲနဲ့မင်းဝင်ခဲ့သလိုမနေမင်းမဝေးဆုံးပြည်သလိုရေတကလာအရင်လေးလို့မြင်နေရုံနဲ့ချစ်သူဖြစ်တာနည်းနည်းကြော်နော်ဟွန်းနောက်လာမယ်လက်ထပ် မောလာမိမဆောင်ဖို့တယ်ပြောရတဲ့ပုံတည်းမှာစဉ်းစားချတာရရှိလိုက်ပါလားမင်းဖြူအလုပ်လေးနေနေ တော့ဟုတ်ပါတယ်မောင်ရဲ့ဒါပေမဲ့မိမေဖမေဘဝမျိုးနဲ့မောင်မိဘတို့ဆိုအေးလိုက်တွေ့ရမှာအဲ့အတွက်ခွန်အားတမကောက်တတိပါမွေးရမှာဟဲ့နင်မအဖေရှင်ရောဘာဖြစ်လဲအဖေအစားငါရှိရနင့်ဦးလေးရှင်နင့်ခွာရှိရအဲ့ဒါမှနင်ကအဖေကိုငတ်နေရတော့ကကိုရရဲ့မာပဲရှင်ဒါဒါဒါမှဘာလို့မပြီးရလဲဒီလောက်ပြောနေအောင်နင်အဖေကနေရတော့က မရှိဘူးကမရှိဘူးဘာလို့လဲ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 အမိုင်းပါဟဲ့အပြစ်ဖယ်ငါမြည်လို့ဘာပြောရေးရတာလဲနင်တို့လူကြီးတွေရဲ့အမုန်းတွေအာဃာတတွေကိုငါမြည်လို့ပုံချတာလဲဘာပုံချတာလားပုံချတာတကယ်ချစ်တာလားကိုလွန်ခဲ့တဲ့တစ်ချက်နောက်ဆုံးနေညပန်းနူအိတ်နေတဲ့ကလေးမင်းမဦးရင်တညာလုံးကသဘောနဲ့ရှိနေရတယ် င်းပုံရိတ်ကမင်းရဲ့ရှေ့ကထွက်ပေါ်မြအောင်ကုန်မြလုံးကိုညှို့ယူချာအချက်ဆိုတာနောက်เสียရမဟုတ်ဘူးကွာ။အော်အရင်เสียလား။ပန်းတော့ဘာမှဖြစ်ပါဆိုပန်းတို့မှားတာပါ။တောင်းမှမှားတယ်။သူ့ပေါ့နောက်ကနေအတင်းလိုက်လို့ဒီလိုဖြစ်တာ။ဟင်းမင်းမင်းဆေးရတဲ့မောင်သက်လွယ်မလား။ဟုတ်ကဲ့ပါဆရာ။ မှတ်ပန်းမကြိုက်တာဒါပေါ့ပန်းပွင့်နဲ့တူတဲ့ကောင်မလေးတွေကပန်းမကြိုက်တာဘူးလို့ငါကြားဘူးတယ်ဘာဖြစ်ငါတော့ပန်းပေးရမှာပဲငါ့ကိုရှုံးပေးတဲ့သဘောလား